စစ်မြေပြင်မှာလူသားတိုင်းဖြစ်တုံချခံနေရတဲ့အဓမ္မစူဆောင်ခံစစ်မှုရန်လူသစ်တွေကိုဒုတက်ချက်အဆင့်ကနေတက်ချက် တက်ချက်ကြီးအဆင့်ထိရာထူးတိုးပေးပြီးအမြဲတမ်းအဖွဲ့ဝင်အဖြစ်စစ်ကောင်စီကသွေးဆောင်စည်းရုံးနေတယ်လို့လူသစ်မိသားစုဝင်တွေနဲ့စစ်တပ်သတင်းရင်းမြစ်တွေစီကသိရပါတယ်စစ်ကောင်စီကထုတ်ပြန်တဲ့အော်တိုဘာလ22ရက်အစည်းအဝေးတစ်ခုမှာရာထူးအဆင့်တိုးပေးမှုတာမကစွမ်းဆောင်ရေးစုလက်မှတ်တွေကိုပါပေးအပ်ခဲ့တာတွေ့ရပြီး ဒီစီးရင်မှာစုတစိတ်တွေအပြင်ယာရူတိုးသူ1822ဦးရဲ့အမည်စီးရင်တွေပေါ်ပြထားတာကို တွေ့ရပါတယ်။ယာရူတိုးပေးပေမဲ့နှစ်နှစ်ပြည်တာနဲ့ထွက်ခိုင်းမယ်လို့တောင်ကြီးမြို့နယ်အေးတာယာ6ရပ်ကွက်ကစစ်မှုထမ်းအပတ်စဉ်တက်မှာပါသွားသူတို့ရဲ့မိသားစုဝင်က ပြောပါတယ်။စစ်ဘိုလ်ပေးလဲမိသားစုကလက်မခံဘူး။သေရွာသွားနေရတာကိုအိမ်မနေတိုင်းဆူတောင်းနေရတာ။မသေးလို့သေရင်းကထွက်လာမှကိုစောင့်နေတာ။ ကလေးတွေဆိုအဖေပဲမင်းနေကြတာလို့စစ်မှုထမ်းရဲ့ဇနီးကပြောပါရယ်ပြည်သူစစ်မှုထမ်းဥပဒေကိုစစ်ကောင်စီကကျင်းညာပြီးနောက်အပတ်စဉ်တက်ကို2024ခုနှစ်ဧပြီလ8ရက်ကနေစတင်ဖွင့်လှစ်ခဲ့ရာခုဆိုရင် အပတ်စဉ်16အထိဖွင့်လှစ်ခဲ့ပြီးအပတ်စဉ်တက်စဉ်စစ်မှုထမ်းတွေဟာလာမယ့်2026ခုနှစ်ဧပြီလမှာနှစ်နှစ်ပြည်မှာဖြစ်ပါရယ်ကိုပိုင်မတ်ကိုတော့မပြောင်းပေးဘူးယာရုနဲ့စုလက်မှတ်တွေနဲ့ဆွဲဆောင်နေတာပေါ့လေသူတို့အင်အားကဒီလူသက်တွေပေါ့ ဓိကမိခိုးနေရတာကိုဒါပေမဲ့တတ်မှတ်ထားတဲ့နှစ်နှစ်သက်တမ်းပြည့်လို့ထွက်ခွင့်မရကြရင်တော့တနပ်ပြောင်းတွေကအထက်အရာရှိတွေစီပြန်လှည့်ကုန်ကြမှာပဲလို့ CDM စစ်တပ်အရာရှိတို့ကတုံ့တက်ပြောဆိုပါတယ် စစ်ကောင်စီဟာစစ်အခြေခံ၃လတင်းတန်းတပတ်စဉ်ကိုလူသစ်9000ဝန်းကျင်ခေါ်ယူနေပြီးတင်းတန်းဆင်းဆင်းချင်းမှာတိုက်ခိုက်ရေးတပ်ရင်းတွေကိုတိုက်ရိုက်ပို့နေတဲ့အတွက်တင်းတန်းဆင်းလူသစ်တွေအနေနဲ့တေဆုံးမှုများပြတာနဲ့အစုလိုက်ပြုံလိုက်လက်နက်ချတာတွေနေ့စဉ်လိုဖြစ်ပေါ်နေတယ်လို့စစ်ရေးသတင်းတွေကသိရပါဗျာ။